ပဲကျိုးတစ်ချောင်းလက်ထပ်ချင်းဟာကျိုးတစ်ချောင်းလို့သူကယူဆတဲ့အတွက်ဒီ main ကလေးဟာသူ့ကိုလက်ထပ်ချင်းတယ်သို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့တကယ်လက်ထပ်ပြီးတော့၄၅၆လာကြတဲ့အခါမှာအဲ့ဒေါက်တာတနင်းအိမ်ဟာသူတိသွားတယ်လက်ထပ်ချင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမသားကိုသာချီထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူတိလိုက်ရတယ်ဒါကျမရဲ့ဝိတုရဲကအတင်းပေါ့နော် အဲ့တော့သူဘာလုပ်လဲဆိုတော့သူကအဲ့ဒီကြိုးကိုသူမဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုပ်လုပ်တယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့သူမလိုက်သွားတော့ဘူးမလိုက်သွားတော့ဘူးဆိုတာသူကလက်ထချင်းဟာကြိုးတချောင်းဖြစ်တယ်ဟုတ်တယ်သို့တော့အဲ့ကြိုးကသူ့ကိုပဲခြိထားတယ်လို့သူကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့သူမလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်အဲ့တော့ကျမစောစောပြောတယ်အချစ်ဆိုတဲ့ဝတ္ထုတဲမှာကြပြားတဲမှာနွန်လွာနဲ့နဲ့ခြေတစ်ဖက်ကျွန်းနဲ့ ယုံထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာခြေတစ်ဖက်ပဲကျွန်လိုက်ရင်သူ့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြားတဲ့ကမိန်ကလေးကနွန်လွားလဲအနဲ့ကြီးနွန်နဲ့ကိုခြေထောက်ကျွန်သွားရင်ယုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေထောက်ကတစ်ဖက်သေးပဲကျွန်ထားလို့တကယ်လို့များနှစ်ဖက်ကျွန်ရင်တော့အဲ့နွန်လွားတဲ့ကနေပြန်ထွက်လို့ရမှာမဟုတ်ဘူးနွန်လွားနဲ့နဲ့မှာခြေတစ်ဖက်ပဲကျွန်မိရင်မစိုးဘူးပေါ့။မှန်တော့ကောင်းတာတော့ခြေတော့ လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲတစ်ဖက်သေးချမိရင်မစိုးဘူးပေါ့ပြန်ယုံထွက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့တေချာတယ်ပြန်ယုံထွက်လို့မရတော့ဘူးအဲ့ဒီနော်ထဲမှာညစ်သွားပြီတော်သေးတယ်ကျမကပြားလေးကကောင်မလေးကခြေတစ်ဖက်ပဲကျွန်းလိုက်လို့ နောက်ဒေါက်တာတနည်းအင်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်လိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနက်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 ပြီးတော့ဒုတိယတစ်ဖက်ကနက်နက်တိန်တဲ့ခါမှာအဲ့ဒုတိယတစ်ဖက်ကိုအားပြန်ယူပြီးတော့ပြန်ကျုံထွက်တယ်နဲ့တူပါရဲ့တကယ်တော့လေဟိုအချစ်နဲ့အိမ်အောင်ရေးဟာမိန်းကလေးတွေအတွက်အလွန်အရေးကြီးပါတယ်ဒီဝတ္ထုထဲမှာကျမဟာဒေါက်တာတနင်းအေးရဲ့အမားတွေကိုလည်းကျမရေးထားတယ်။အဲ့ဒီနေရာမှာလည်းကျမကျမကိုယ်တိုင်ဝင်ပြီးတော့ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ဟို ဒါပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ်ကျမအကြောင်းလေးလည်းနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနင်းအိမ်ဟာဂျူးမဟုတ်ပါဘူးဒါပေမဲ့လည်း ဘယ်နေရာမှာကျူးလဲအဲ့ထဲထဲမှာမိန်းကလေးရဲ့ကာရိုက်တာတော်တော်များများပါတယ်အဲ့ထဲထဲမှာဘယ်ကာရိုက်တာကတော့ကျမလဲဘယ်ဟာကတော့ကျမတငယ်ချင်းလဲဘယ်ဟာကတော့ကျမအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျမပြန်ပြီးတော့ရက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကလက်ထက်ချင်းဟာကျိုးတချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတယ်ကျိုးမဟုတ်ဘူးမိန်းမကိုပဲချီတာပိုဆိုးမယ်မိန်းမကနောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင့်ကျင်တဲ့နေရာမှာ 乐观美，比如。